မဒီနေ့ရောက်ရှိနေတဲ့နေရာကတော့ဇရက်ကြီးကျေးရွာအုပ်စုပါဇရက်ကြီးကျေးရွာမှာဆိုလို့ရှိရင်ကျမတို့တွေအင်ဂျီ135အင်ရှိပါတယ်ကျမတို့ဒီမှာဆိုတည်ဆုံးသူ9ဦးရှိပါတယ်နောက်ခါကျတော့ထိခိုက်ဒဏ်ရာရရှိပြီးဆေးဦးတယောက်ကုသနေတာ9ဦးရှိပါတယ်ပေါ့နော်ဟိုဒီနေ့ဆိုလို့ရှိရင်ဒီအင်ဂျီ135အင်အတွက်ကိုကျမတို့ဆန်ရဲစီရဲအဲခောက်ဆွဲရဲကျမတို့ငါးတက်တာရဲလာရောက်ပေးထောက်ပံ့လုပ်ရမှာ

ကျွန်တော်နာမည်ကတော့ဦးအေးမောင်ပါခင်မသက်စီရပါကျွန်တော်ရွာလာခုပြီးတော့ကျွန်တော်အိမ်ပြူပြီးတော့မှငရင်ဘေးကြောင့်အိမ်ပြူပြီးတော့မှနေမကောင်းဖြစ်နေတော့ခင်မသက်စီရကျွန်တော်ရွာကျောင်းမဆရာကြီးကျောင်းမပေါ့နော် ဆရာကြီးကျောင်းမလာကူပြေကျေးဇူးတင်ရနော်ကျေးဇူးတင်ပါတယ်အဖွဲ့သားတွေအားလုံးလည်းကျောင်းမပါစေချမ်းသာပါစေအထက်ဘက်ကလူနေသားနေပါစေအသက်ကြီးရဦးပေါ့နော်ဒီ80နှစ်အထက်28ဦးလို့ကျွန်တော်တို့ထောက်ပံ့မှုတွေပေးပါတယ်နောက်ကိုဝင်ဆောင်ကိုလည်းကျွန်တော်တို့ထောက်ပံ့မှုပေးပါတယ်အဲနောက်တည်ဆုံသွားတဲ့ဒီအိမ်9အိမ်အတွက်ကိုကျွန်တော်တို့တအိမ်ကို3000နှုန်းနဲ့ကျွန်တော်တို့တွေ9အိမ်စာကျွန်တော်တို့ထောက်ပံ့မှုပေးခဲ့ပါတယ်ရှင်အဲဒီမှာဆိုလို့ရှိရင်ပြည့်စည်မဆုံးရှုံးမှုကတော်တော်များပါတယ်အဲလာရောက်လူတန်းလူတွေလည်းတော်တော်များပါတယ်ရှင်အဲညီမတို့တွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအတက်တအားပြန်ပြီးတော့ဘိုင်းဝင်ပြီးတော့ပေါ့နော်ဘိုင်းလုပ်ပေးဖို့ရှိပါတယ်ဆရာတော်ဘုရားရှင်တွေတွေ့ပြီးစကားတွေပြောခဲ့ပါတယ်နောက်ခါကျတော့ចောင်းနေပေါ့နော်ចောင်းစာတင်ចောင်းတို့ចောင်းပျက်စီးသွားကြမှုလို့ကျွန်တော်တို့စာတင်ចောင်းပြန်ဆောက်တဲ့အခါမှာကလေးတွေရှိရချင်ပါကျွန်မစာအုပ်တွေခဲရနေထောက်ပံ့ဖို့ကျွန်မအားလုံးကိုဆရာမရှင်တွေတွေ့ပြီးစကားပြောခဲ့ပါတယ်ရှင်အဲကျွန်တော်ဒီဆရာကြည်ရွာမှနေတယ်ဥဖြစ်ပြုံးကိုခေါ်ပါတယ်အဲဒီမိငထင်းဘေးတန့်ကြောင်ခိမြတာရဲ့ဆေးရုံအဖွဲအားလုံး လကူညီပြီးကြပါတယ်အဆာဆာအယားယားခင်မြတာစီယုံကိုလည်းအဖွဲတားလေးကိုလည်းအလုံးကြည်စုတင်ပါတယ်လို့ပြောကြားလိုပါတယ်အဲကျမတို့တွေသမီးတာပရိုက်တာဖောင်ဒေးရှင်းအနေနဲ့ကတော့ကျမတို့လူတိုင်းပြသနိုင်ရမည်လူတိုင်းကုသမှုခံယူရမည်ဆိုရဲရွေးချင်းနဲ့တွားပြီးတော့အခုဆိုလို့ရှိရင်ဒီနေ့စီးကြိုငါက60တက်နေရဲ့လူနာရှိပါတယ်အဲ့လူနာကိုကျမတို့စီးုံခေါ်သွားပါတယ်နောက်ဆုံးမသွားတဲ့ကလေးက9လဆိုတော့ကလေးမေအီမှာ ဒီ no no မှာအကျိတ်ဖြစ်နေတာကျမတို့တွေရောင်ရောင်ရွှေဆေးကိုခေါ်သွားပါတယ်။နောက်ခါးထီးတဲ့ဒေါ်ရွှေမြောက်ကိုကျမတို့တွေတောင်ကြီးဆေးကိုခေါ်ပါတယ်။အယိုးပါတကူနဲ့ပြတ်သားဖို့လိုအပ်ပါတယ်။ဓာတ်မှန်ရိုက်ဖို့တွေလိုအပ်ပါတယ်။အကြောင်းမို့ကျမတို့တွေသူတို့ကိုဆိုလို့ရှိရင်နောက်ဆက်တွဲကိုကျမတို့ဒီဒီလူနာတွေပေါ့နော်ခမ်းမြေတာဆေးကိုညောင်ရွှေသမို့တောင်ကြီးမှာဒီငလင်ကုသငလင်နဲ့ပတ်သက်ပြီးတော့ဓာရောက်ကုသတဲ့လူတွေကျမတို့တွေကုသပေးနေတဲ့ဆိုတဲ့အကြောင်းကိုသူတို့ပြောပြီးတော့ကျမတို့ဆက်လက်ခေါ်သွားပါလိမ့်ရှင့်။ အဲပြောချင်တာကတော့ကျမတို့အခုခိုင်မေတ္တာပရိဒါဖောင်ဒေးရှင်းကလုပ်နေတဲ့အလုပ်တွေဒီခဏတာလာပြီးကုသနေတာမဟုတ်ပါဘူးဒီခုနကပြောစီးကျိုသမားတွေသွေးရိုးသမားတွေဟိုတနင်းလာတောက်ကြအခမဲ့ဈေးကန်းရှိပါတယ်အရင်အရင်2021ထဲကဖွင့်ထားတာပါကျမတို့ခိုင်မေတ္တာဈေးကန်းဆိုလို့၄နှစ်ပေါ့၄နှစ်တည်းမှာသူကျမတို့အခမဲ့ဈေးကုသခြင်းကို မနေ့9နိုင်ရိုက်နေ့လယ်7နိုင်ဒီနေ့တောက်ကြမှာဖွင့်ကြမလို့အဲ့ဒီမှာသလို့ရှိရင်တချို့အဘိုးတွေအဘွားတွေဆိုလို့ရှိရင်၄ငါးနေ၄နေရှိပါပြီပေါ့နော်ဒီဆေးပေါ့ဟိုလောင်းတန်းတောက်ရမယ့်ဆေးတွေလာယူနေတာပေါ့အခုလေဒီဒီမှာရှိရဒီမှာသွေးတို့သမားတွေစီချိုသမားတွေဆိုသမားတို့ကလောင်းတန်းတောက်ရအောင်ကြမလို့နေ့တောက်ကြမှာဆေးလာယူဖို့အဲ့ရက်တွေနဲ့ကြိုက်ပြီးတော့ခေါ်ခဲ့ပါလေနောက်ခုနပြောတဲ့ဒေပိုထိုးရမယ့်လူနိုင်လေသမားတို့တွေထိုးပေးခဲ့ပါလေရှင်ကျေးဇူးတင်ပါတယ်